ားလုံးပဲမင်္ဂလာပါရှင်။မနေ့ပြန်နိုဝင်ဘာလ3ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ဆက်ပေးပါရောင်းမယ်။မင်္ဂလာပင်လယ်ရောအရှေ့လယ်ပိုင်းအေရဝတီတိုင်းအနောက်ဘက်ကံရံအနီးမှာဖြစ်ပေါ်နေတဲ့လေဖျားနဲ့ရေပုံကမြောက်ဘက်ကိုဆက်လက်ရွှေ့လျားပြီးနိုဝင်ဘာလ9ရက်နေ့ညမှာဘင်္ဂလားဒေ့ရှ်ကံရံကို အများဆုံးမုန်တိုင်းငယ်ဆင်းတဲ့ဖြစ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်က အသိပေးထားပါတယ်။ဖလပိုင်ရှိဘက်ကအပူပိုင်းမုန်တိုင်းကလည်း မနက်ဖြန်နိုဝင်ဘာလ3ရက်နေ့မှာတိုက်ဖုန်းမုန်တိုင်းဖြစ်လာပြီးနိုဝင်ဘာလ4ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဖျက်ချော်ဝင်ရောက်ပြီးနောက်နိုဝင်ဘာလ5ရက်နေ့မှာတောင်တရုတ်ပင်လယ်အတွင်းကိုဝင်ရောက်လာနိုင်ပါတယ်။အဲ့ဒီတိုက်ဖုန်းမုန်တိုင်းကအနောက်ဘက်ဗီယက်နမ်ကမ်းခြေဘက်ကိုဆက်လက်ရွှေ့လျားပြီးဗီယက်နမ်ကမ်းခြေကိုအားလုံးကောင်းတဲ့တိုက်ဖုန်းမုန်တိုင်းအဖြစ်နဲ့ချဉ်ကပ်နိုင်တယ်လို့သိရပါတယ်။ဘင်္ဂလားပင်လယ်ဘက်ကလေပြင်းနဲ့ရေဝန်အရှိန်ကြောင့်နိုဝင်ဘာလ9ရက်နေ့ထိ တနိုင်ငံလုံးအတိုင်းအတာနဲ့နေရကြဲကြဲကနေနေရဆိတ်ဆိတ်မိုးရွာနိုင်ပြီးတောင်တရုတ်ပင်လယ်ဘက်ကတိုက်ဖုန်းမုန်တိုင်းအကျဉ်းကျဉ်တွေဝင်ရောက်လာနိုင်တာကြောင့်နိုဝင်ဘာလ9ရက်နေ့ကနေ12ရက်နေ့အထိရှမ်းပြည်နယ်၊ကရနီကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္လာရီတိုင်း၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးအထင်အထင်ကနေနေရာကွက်ပြီးမိုးများနိုင်ပါတယ်။ အဆိုပါလေပြင်းနဲ့ရေဝုန်နဲ့တိုက်ဖုံးမုန်တိုင်းအကျဉ်းကျန်တွေကြောင့်တနိုင်ငံလုံးမှာမိုးအနှင်းငယ်ကနေမိုးအသင်းနဲ့ရွာသွန်းနိုင်ပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးများနိုင်ပါတယ်။မနေ့ဖြန်နိုဝင်ဘာလ3ရက်နေ့ကနေ9ရက်နေ့အထိကရင်ပြည်နယ်မွန်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းတရနာရီတိုင်းနဲ့ပဲခူးတိုင်းတို့မှာခုနှစ်ရက်အတွင်းမိုးရေချင်းငလမအထက်ကနေခုနှစ်လမအထက်ထိရွာသွန်းရရှိနိုင်ပါတယ်။ အစွန်ရောက်ရာဒီဂရုဖြစ်စဉ်တွေဖြစ်တဲ့အာပြောတဲ့လာနီညာနဲ့အိန္ဒိယနီညိုဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်နိုဝင်ဘာလ30ရက်နေ့မိုးလွန်ကာလကုန်ဆုံးတဲ့အချိန်အထိမိုးအနှင်းငယ်ဆက်လက်ရွာသွန်းနိုင်တဲ့အတွက်အခါလွန်မိုးနဲ့ဖြတ်မိုးအန္တရာယ်ကိုဂရုတစိုက်စောင့်ကြည့်ဖို့ဦးဝင်းနိုင်ကအသိပေးထားပါတယ်။မနက်ဖြန်နိုဝင်ဘာလ3ရက်နေ့နေ့လယ်အထိကရနီကရားပြည်နယ်မှာ နေရာကြကြချင်းပြည်နယ်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာစိစိနဲ့ ကျန်တိုင်းနေပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရှာနှောင်းပြိဖြစ်ပါတယ်။ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာဒေသအလိုက်နဲ့ပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းနဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။စကိုင်းတိုင်းကလွယ်ပြီးကျန်တိုင်းအလုံးနဲ့ကရင်ပြည်နယ်ချင်းပြည်နယ် မော်ပြင်းနဲ့ရခိုင်ပြင်းနဲ့ရှမ်းပြင်းနဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလာကသတိပေးထားပါတယ်မြမကန်ဝရန်တစ်လျှောက်နဲ့ကန်လွန်ပင်လေပြင်းတို့မှာရမယန်ခါမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုင်းကြီးနိုင်ပါတယ် မော်တက်လေးပြင်းကြစဉ်ရေပြင်းမြေပြင်းလေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပြီးလိုင်းမြင်းကရှစ်ပေကနေ10ပေကန်အထိရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွင်းမွန်ပြည်နယ်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးထစ်ချုံကနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။